ပါရာကြီးစံတော်ရှင်ဇေဒီတော်မြတ်ကြီးဟာဆိုရင်ပါရမြူဟောင်းတည်ရှိရာပါရာကြီးစံပြကြီးရွာမှာတည်ရှိပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာတော့ပါရာကြီးဇေဒီတော်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရေးတဲ့ခြောက်တန်းနေပြီးတော့ပြန်ထွက်လာလို့ရှိရင်ညာဘက်ချမှာရှိပါတယ်ပါရာကြီးဇေဒီတော်တချို့လူတွေလည်းသိကြတယ်ချို့ကြောင်လည်းမသိဘူးဗောနော်ကျွန်တော်မသိရလူတွေအတွက်ကိုကျွန်တော်ရိုက်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒူလိုက်ပြီးတော့ဖွင့်ပြကြပါအောင်ခင်ဗျာ ပါနာကြီးဆန်တော်ရှင်ဇေဒီယာဆိုရင်ပါရမင်းများလက်ထက်မှာစောစောတူထားကိုဝယ်ခဲ့တဲ့ဇေဒီတော်တစုဖြစ်ပါတယ်ဗုဒ္ဓညာနာဓမ္မညာနာယဟန်တော်ရှင်သူမြတ်နှစ်ပါးပြဆောင်လာတဲ့ဘုရားရှင်ရဲ့တမန်ကရိုင်းတော်ကပန်းတော်တို့ကိုပါရမင်းရာဇာစောတော်ကိုပေးအပ်ခဲ့ပြီးဇေယဒီပါဂုံတော်ဘောကဒုဗောရရှိခဲ့တဲ့ဆန်တော်တစုနဲ့အတူဌာပနာပြီးဇေဒီတော်တည်ထားကိုဝယ်ခဲ့ပါတယ်ပါရဆန်တော်ရှင်ဇေဒီတော်ဟုအမည်သမုတ်ခဲ့ပါတယ် နှစ်ကာလကြာမြောက်ပြီးပြည့်စည်နေတဲ့စီတော်ကြီးကို1999ခုနှစ်တွင်ပြုပြင်ခဲ့ရာယခုလိုကြီးညိုသက်ပဲစွာဖူးထွေးရပါတယ်ခုတွေ့မြင်နေရတဲ့ဇောင်းတန်းလေးကတော့ပါရဆန်တော်ရှင်စီတော်ကြီးနဲ့ပါရငါးရက်ကြီးဖေဟာကိုဆက်သွယ်ထားတဲ့လမ်းကလေးဖြစ်ပါတယ်။ ါဠိငါးရက်ကြီးဖျားရဲ့တမိုင်းကတော့1240ခုနှစ်မှာအထက်အညာမှာရဟန်းတော်ဥက္ကုတလဟာပါရာကြီးကြီးရတွင်တရင်သုံးနေခြင်းရုပ်ပွားတော်ကြီးတစုကိုတည်ထားဖို့ဆန္ဒဖြစ်ပေါ်လာပါတယ်။ထို့အတွက်ကြောင့်1268ခုနှစ်တွင်အုတ်မြစ်ချပြီး1269ခုနှစ်တွင်ဆောက်လုပ်ပြီးကြီးခဲ့ပါတယ်။မန်၅ပါးကိုအောင်မြင်သည်ကိုအစွဲပြု၍ငါးရက်ကြီးပြားဟုသမုတ်ခဲ့ပါတယ်။နှစ်စဉ်ဖျားပွဲကိုကစုံသားပြည်နေတွင်ကျင်းပလေးရှိပါတယ်ခင်ဗျာ။ ျွန်တော်ပါရာယီစီရီတော်နဲ့ငါရကြီးဖေယားကိုဘူးမြော်ပြီးနောက်ပေါ်တူဂီကုန်းမှာရှိတဲ့ဖေယားကျောင်းပြည်ကြီးနဲ့ရှင်မွေးလွန်းလွားစီရီတို့တည်ရှိရာကိုထွက်ခွာလာခဲ့ပါတယ်။ပေါ်တူဂီကုန်းကိုသွားရောက်ရမှာတန်လင်းတရနာမှာရှိတဲ့လမ်းလေးရိပ်တိုင်းဝင်သွားလို့ရပါတယ်။ကျွန်တော်ကတော့အဲ့ဒီရှိမှာ site တစ်ခုက လုပ်ငန်းလုပ်ဆောင်နေတာကိုတွေ့ရတော့ဝင်လို့မရဘူးထင်ပြီးတန်လင်းရေနံကျဆက်ရုံဝင်နေကနေဝင်ရောက်လိုက်ပါတယ်။ တန်လင်းရေတံချက်စက်ရုံဝင်ထဲမှာဆိုရင်လေကိုလိုနီခေတ်အဆောက်အဦတွေကို များစွာကျန်ရှိနေကြရာကိုတွေ့ရှိခဲ့ရပါတယ်။တန်လင်းရေတံချက်စက်ရုံဝင်ထဲကပြန်ထွက်ပြီးပေါ်တူဂီကုန်းဘော်ကိုတက်တက်လန်လန်ရေးတိုင်းကျွန်တော်တက်ခဲ့ပါလေ။ ခုကျွန်တော်သွားရောက်မယ်ပေါ်တူဂီဖီးယားကျောင်းဟာဆိုရင်တတိယမြောက်အချိန်ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပြီး Father Parolo Mari Nieri နဲ့ကိုရင်ကြီး Nota Angelo Capello တို့ကတန်လျင်မျိုးရှိ Armenia ကုန်တယ်ကြီး Nicolas Di Agula ၏လူသားမှုဖြင့်အလျား82ပြီးအနံ32ပြီးအမြင့်ပေ40ရှိသော ခရီးရန်ဖီးယားချကူကျောင်းကြီးကိုတည်ဆောက်ခဲ့ပါတယ်။ ုံကြစီအပြင် ထိုခဲ့အခါကရွှေတင်းက6တောင်းကုံကြခဲ့တယ်လို့မှတ်တမ်းတင်ထားပါတယ်။ချောင်းပြက်ကြီးထဲမှာရှိတဲ့အုတ်ကူအားဆိုရင်အချို့တွေထိမှန်မှားနေကြတဲ့ငစင်းကခေါ်ဖီလစ်ဒီဘရီတိုရဲ့အုတ်ကူဆိုတာမဟုတ်ပါဘူး။1932ခုနှစ်မှာကွယ်လွန်ခဲ့တဲ့မာရီယာဒိုင်ယက်ဆိုတဲ့အမျိုးသမီးရဲ့အုတ်ဂူဖြစ်ပါတယ် ျောက်စာပေါ်တွင်ရေးထိုးထားသော ပေါ်တူဂီဘာသာ၊မြန်မာဘာသာ၊လက်တင်ဘာသာများတွင်အန်တိုနီယိုဖာနန်ဒက်အီမီဂင် မာရီယာဒိုင်ယက်အသက်48နှစ်1932တွင်ကွယ်လွန်သည်ဟုရေးထိုးထားပါသည်။ထိုးအမှုတွင်ရေးထိုးထားသောစာကဘုရားကျောင်းဆောက်လုပ်ခဲ့တဲ့ခုနှစ်ထဲ18နှစ်ပိုဆောနေတာကိုတွေ့ရှိရပါသည်။ အနောက်ဘက်လွန်မင်းတလျင်ကိုသိမ်းပိုက်ပြီးငစင်းငါကိုကွက်မြစ်တဲ့အချိန်နဲ့ဆိုရင်138နှစ်ကြာချနေပါတယ်တကယ်ဖြစ်ပြမှန်က BOC ရေနံကုမ္ပဏီကဖျားเจ้าကြီးတွင်မြေကြီးစဉ်မြေအောက်မှရရှိသောကြောက်ပြားကြောက်စာဂူပိုင်းစာများကိုဆက်ဆက်ခါဖျားเจ้าဝင်အတွင်းတွင်ထားရှိခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီကူဟာဆိုရင်ငစင်းငါရဲ့ကူမဟုတ်ပဲ 18ရာစုအစောပိုင်းတွင်တန်လီမျိုးတွင် နေထိုင်ခဲ့သော ပေါ်တူဂီအဆက်အနွယ်ခရစ်ယာန်သာသနာဝင်အမျိုးသမီးတဝူ၏ကူတာဖြစ်ပါသည် ပေါ်တူဂီဖျားချောင်းပြက်ခါကျွန်တော်ဆင်းလာပြီးတစ်ဖက်ကုန်းပေါ်မှာရှိတဲ့ရှင်မွေးလုံးမြို့တော်ရောင်စီလေးချီကိုဆက်လက်သွားရောက်ခဲ့ပါလေ။ရေလီလေးပေါ်ကိုရောက်တဲ့အခါပအဝင်းကျင်ကတိတ်ဆိတ်နေတတ်နေပြီးအဝေးကိုမျောကြည့်လိုက်တိုင်းလွမ်းစော့တန်တာဝယ်ကိုခံစားရပါတယ်။စိတ်ထဲမှာငယ်ချင်းကနားတောင်ခဲ့ရတဲ့ရှင်မွေးလုံးနဲ့မင်းနန္ဒာအချောင်းလေးတွေကိုပြန်လည်မြင်အောင်မိပါတယ်။ဖျားပေါ်ကပြတ်ဆင်းတော့ညနေဆောင်နေပါပြီ။ဒါကြောင့်ကျွန်တော်လည်းတန်လင်းကနေကျန်းကုန်ကိုပြန်ခဲ့ပါတယ်။ အခုဆိုရင်ကျွန်တော်ရဲ့တန်လင်းကြီးစဉ်လေးပြုဆုံးပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအားပေးကြည့်ရှုတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်